အားလုံးပဲမင်္ဂလာပါတရှိခွန်ကားပေးတင်ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဆရာကတော့တာရနယ်လက္ခဏာပြတာဆရာဆရာရဲအောင်ပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ဒီတပတ်တာပေါ့နော်အော်တိုဘာလ12ရက်နေ့ကနေအော်တိုဘာလ16ရက်နေ့အတွင်းတပတ်တာပြောင်းလဲလာမယ်ကန်စရာတွေကမှခုနှစ်သားသမီးတွေကမှဒီနေ့နဲ့၃ခုပေါ့နော်ဒီတပတ်တာကာလာအတွင်းမှာခုနှစ်သားသမီးတွေကမှကံအကောင်းဆုံးဆုံးနဲ့ကံအပြောင်းလဲအများဆုံးဖြစ်မဲ့နေ့နံ၃ခုကိုဆရာကတာရုံနဲ့ဖတ်ကြားပြီးတော့ဟောပြောပေးသားမှာဖြစ်ပါတယ်အဲ့တော့ ဘယ်နည်းနဲ့သားသမီးတွေဖြစ်မလဲဆရာနဲ့တူကြည့်လိုက်ရအောင်မိမိတို့ရဲ့ပြောင်းလဲလာမယ့်ကန်စတာကိုဆရာကကိုစားလက်ကြည့်ပြီးမှဖြစ်တဲ့အတွက်မိမိတို့ရဲ့ပြောင်းလဲလာမယ့်ကန်စတာလေးပေါ်မှာလည်းအိုင်အွန်လေးစိုက်ပေးဖို့အတွက်လည်းပြောချင်ပါတယ်ကြတာတော့ဒီတပတ်တာပေါ့နော်12ရက်နေ့ကနေ16ရက်နေ့အတွင်းအော်တိုဘာလ12 16ပေါ့နော်ကဲ12ရက်နေ့ကနေ16ရက်နေ့အတွင်းမှာကင်စတာအကောင်းမွန်ဆုံးနေ့နဲ့၃ခု ဆရာရေးချက်လို့ပြီးသွားပါပြီကဲရေးချက်ပြီးသွားပြီဆိုတော့နင်းနံသုံးခုကပထမဆုံးဘယ်နင်းနံသားသမီးတွေဖြစ်မလဲဆရာနဲ့အတူကြည့်ရအောင်ကဲဗမာဦးနေသားကကြတော့တနင်္လာသားသမီးဖြစ်ပါတယ်။ကဲဒုတိယနေသားကကြတော့တနင်္ကနေသားသမီးဖြစ်ပါတယ်။ကဲနောက်ဆုံးနေသားကကြတော့စနေသားသမီးဖြစ်ပါတယ်။ကဲအဲ့တော့တနင်္ကနေရဲ့တနင်္လာရဲ့စနေရဲ့အဲ့တော့တနင်္ကနေတနင်္လာစနေ ဘလုတ်ကင်ဆာအပြောင်းလဲလေးတွေကိုကြုံတွေ့ရမလဲကြုံနေရမလဲပေါ့နော်ပထမဦးဆုံးကင်ဆာပထမဦးဆုံးကင်ဆာအနေနဲ့ကကြတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်နှစ်ပိုင်းဖြစ်သွားမယ်လုပ်ငန်းနဲ့စီးပွားလုပ်ငန်းဆိုတာကကိုယ်လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေ ပိုမိုကောင်းပေါ်လာမယ်ဒါပေမဲ့ကိုကိုတိုင်ကအဲ့လိုလုပ်ငန်းထက်ဆိုင်ကိုကစီးပွားရေးတစ်ခုကိုစတင်လုပ်ကင်ဖို့ကောင်းတဲ့ကာလတစ်ခုကိုရောက်ရှိနေပြီဆိုဆရာအနေနဲ့ပြောချင်တယ်ပေါ့နော်အဲ့တော့ကိုပိုင်လုပ်ငန်းကိုပိုင်စီးပွားအဲအဲ့တော့ជីជីမမမမဟုတ်ဘူးជីជីမမလေးတွေစမယ်ဆိုတော့ဒီကာလကစတင်လို့ကောင်းတဲ့ကာလတစ်ခု စတင်ဖို့အခွင့်လန်းကောင်းတွေရရှိမဲ့ကာလတစ်ခုအကူအညီကောင်းတွေရရှိမဲ့ကာလတစ်ခုကိုကိုကူညီမစားမဲ့လူတွေပေါ်လာမဲ့ကာလတစ်ခုအနေနဲ့ဆရာအနေနဲ့ပြောချင်တယ်လက်ရှိမှာလုပ်ငန်းအပြင်တခြားသောជីជីမမ business တွေတွေ ကိုယ့်ရဲ့ကိုပိုင်လုပ်ငန်းလေးတွေစားဖို့အတွက်ပေါ့နော်အဲအချိန်ကာလကောင်းတစ်ခုဖြစ်တယ်လို့ဆရာနေနဲ့ပြောချင်တယ်ပေါ့နော်ဒုတိယတစ်ခုဒုတိယတစ်ခုအနေနဲ့ကကြတော့အဲဒီတကားဒူးဒူးဆန်းဆန်းပေါ့နော်ကိုယ့်ရဲ့အိမ်မှာရှိတယ်ပေါ့နော်ဒီပြောရရင်မိဘများအနေနဲ့ကသာသမီရတနာထွန်းကားမဲ့ ဒီပေါ့နော်သတင်းတွေကြားရတာမျိုးအဒီကလာအတွင်းမှာသားသမီးတွေနဲ့ပတ်သက်ပြီးတော့မင်္ဂလာသတင်းတွေကြားရတာမျိုးလေးတွေကြုံရဖို့ရှိပါတယ်မိမိအိမ်ကိုလည်းအဒီပေါ့နော်ဒီလူတယောက်ရောက်လာတာမျိုးပဲဖြစ်ဖြစ်ခြေနှချောင်းဝင်လာတာမျိုးဖြစ်ဖြစ်ဒီကန်စတာနမိတ်ထဲမှာအဲ့လိုကန်စတာသတင်းကောင်းလေးတွေမင်္ဂလာသတင်းမျိုးတွေကြားရမဲ့ကာလတစ်ခုလို့တော့ဆရာအနေနဲ့ပြောချင်တယ်ပေါ့နော်အဲ့တော့သားသမီးတွေဒါမှမဟုတ်ရင်ကိုယ့်ရဲ့ငယ်ရွယ်သူတွေသူတို့နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်စီမှာပျော်ရွှင်ဝမ်းမြောက်စရာသတင်းစကားကောင်းတွေကိုရရှိမဲ့ကြားရမ မဲ့ color တစ်ခုအနေနဲ့ဆရာအနေနဲ့ပြောတင်တာပေါ့နော်ဒါကတော့ဒုတိယကင်ဆာတာလေးပေါ့နောက်ဆုံးကင်ဆာတာ နောက်ဆုံးကင်ဆာတာလေးကကြတော့အဲကိုယ့်ရဲ့အခြေရေးအိမ်တော်ရေးအခြေရေးအိမ်တော်ရေးဘိုင်းမှာတော့အခြေရေးဘိုင်းမှာလည်းပျော်ရွှင်စရာကောင်းတဲ့ပေါ့နော်ဟိုအမတ်တရားကောင်းနေပိုင်ဆိုင်ရမယ်အဲပြီးတော့မိမိရဲ့မိသားစုဝင်နေတဲ့တူတူပျော်ရွှင်စရာအဲဖျားတွေသွားတာမျိုးခီးတွေထွက်တာမျိုးအဲပြီးတော့အဲ ပြောရရင်တော့စုစုဝိုင်းဝိုင်းဟွာလေးပေါ့နော်စုစုရေရုံလေးနဲ့ပေါ့နော်အဲအမြဲတမ်းပေါ့နော်အလူတန်းတစ်ခုကိုလောက်ကင်နေရတာမျိုးလေးတွေအဲပြီးတော့ စူပေါင်းအလူမျိုးလေးတွေလည်းကိုကအထားမြောက်ဖို့အတွက်ပေါ့နော်အဲပြီးပြုတ်လို့ဖို့အတွက်အခါခွင့်ကောင်းလေးတွေရလာတာမျိုးတိုက်ဆိုင်တာမျိုးတိုက်ဆိုင်ဆိုင်လေးနဲ့ပေါ့နော်ကိုချစ်သူခင်သူတွေရောကိုရဲ့မိသားစုဝင်တွေနဲ့တစုတစည်းတဲ့နေထိုင်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးကိုပိုင်ဆိုင်နေရမယ့်ကာလတစ်ခုဖြစ်ပါတယ်ပြီးတော့ချစ်သူတွေအနေနဲ့ဆိုတော့ချစ်သူရဲ့ဒီပေါ့နော်သတင်းစကားကောင်းလေးတွေအဲကိုကိုကိုရည်ရွယ်ထားတဲ့ကိုလိုချင်တဲ့ကိုလိုအပ်နေတဲ့ပစ္စည်းတစ်ခုကိုလက်ဆောင်ပစ္စည်းရတာမျိုးဖြစ်ဖြစ်သူတို့စီကနေတာယာပျော်ရွှင်တဲ့စကားမျိုးလေးတွေ ်တီတီဒေတာစကားမျိုးလေးတွေကိုကြားနေရမယ်ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့ ဒီကန်ဒရာနာမည်ကြီးကပြောရလေတဲ့သူလဲပြောရဆက်နေနဲ့လဲပြောရတော့ဒီပေါ့နော်ဂျင်းနေဖို့ကောင်းတဲ့ကာလာတစ်ခုပြီးတော့အဲကန်စတာအနေနဲ့ကလည်းကြုံလာရတဲ့သားသမီးပေါ့နော်နင်းနဲ့သုံးခုအနေနဲ့ကလည်းပျော်ရွှင်ဝမ်းမြောက်စရာကာလာတစ်ခုကိုကိုကရောက်ရှိနေပြီအဲ့တော့ကို့အနေနဲ့ကလည်းအဲဘာသာရေးကုသိုလ်ရေးလေးများများလုပ်ပြီးကောင်းလာတဲ့ကန်နမေလေးကိုပို့ပြီးကောင်းတဲ့ကောင်အောင်လေးပို့တင်ဖို့လိုရတယ်မယ်ကံမြင့်ကံစင်းဖို့လိုရလိမ့်မယ်အဲ့တော့အဲ့ဒါလေးတွေပြုလုပ်ခြင်းဖြင့်ကန်စတာကောင်းမှုတွေရရှိလာပါလိမ့်မယ်အဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အဲစစ်သူရေးသားမရသေးသူတွေအနေနဲ့ကတော့ ော့ဒီကသရဏမိတ်ထဲမှာဒီနေ့နဲ့အသုံးကကစစ်သူရေးစားတွေရလာမယ်ရလာတာကမှပြောရရင်တော့ပိုးချောင်ကပုံစံမျိုးဟိုဘက်နဲ့ပေါ့နော်ကိုနဲ့ပို့ပြီးတော့ပေါ့နော်တသားတည်းပြစ်ပြီးတော့အန်ဝင်ကွင်ကြဖြစ်မဲ့ ကိုကိုအမိတဟဲလုံမျိုးမလုံမဲ့လူမျိုးမဟုတ်ပဲနဲ့ကိုကအမိတဟဲပြုလို့ရမဲ့လူမျိုးအဲကိုကိုကုညီထောက်ပံ့ကောင်းမျိုးရရှိမဲ့အဲလူမျိုးတွေနဲ့တွေ့ရတတ်ပါတယ်အဲ့တော့ဒီကန်စရာနမိတ်တဲမှာအင်မတန်အင်မတန်ကိုကံကောင်းခြင်းနေနဲ့ပြည့်နှက်နေတဲ့တပတ်တာနေနဲ့လို့ပြောချင်တာပေါ့နော်အဲ့တော့ကံကောင်းတဲ့အရာလေးတွေကိုလည်းကံဆက်ပြီးတော့ပိုကောင်းတဲ့ကောင်းအောင်ကံမြင့်လေးကံဆင့်ရမယ်အဲကံစရာလေးကိုတစတဲ့ပဲဒီအရာလေးတွေပို့ပြီးတော့ပါသွားအောင်နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလည်းကံကောင်းခြင်းနေပြည့်စုံလာဖို့အတွက်ဆိုတော့ကိုယ့်ရဲ့ဆရာပြောနေကြတိုင်းပဲ ယ်ဘာသာရေးကုသိုလ်ရင်မြတ်ပြုလုပ်ပေးပါကိုးကွယ်ရဘာသာရအတိတ်ခံလေးဝင်ပေးပါအဲ့တော့ကိုယ်အနေနဲ့ပေါ့နော်နေ့စဉ်လောကအပြုလုပ်လို့ရတဲ့အလူလေးရှိတယ်လားစဉ်လုပ်လို့ရတဲ့အလူလေးရှိတယ်เนาะအဲ့တော့အပတ်စဉ်လုပ်လို့ရတဲ့အလူလေးရှိတယ်နေ့စဉ်ဆိုရင်ပေါ့ပေါ့ပါလေးပဲเนาะလမ်းမှာတွေ့တဲ့ခွေးလေးတွေကိုအစာကျွေးပေးတာမျိုးဖြစ်ဖြစ်အဲကိုကလမ်းမှာအပင်လေးရှိတဲ့ဆိုရင်ညောင်ပင်လေးရှိညောင်ထောက်ပေးတာမျိုးဖြစ်ဖြစ်အဲကိုကကိုတက်နိုင်နောက်ဆုံးဘာမှမဟုတ်ဘူးလမ်းမှာဗျာအဲ့လိုတခုခုဂဲလုံးလေးတွေကတ္တရာလမ်းမှာပေါ်တင်နေရဆိုရင်အဲ့ဂဲလုံးလေးတွေဖယ်လိုက်တာအစအဲ့ဒါလေးတွေကအစပေါ့နော်ကို ပြုတ်ရင်ပြုတ်နိုင်သလားပေါ့နော်အဲတပိုင်းတနိုင်လေးတွေကိုယ့်ရင်နေနဲ့ပေါ့နော်ပတ်စံကုံမှာအလူကြီးတစ်ခုမဟုတ်ဘူးကပီးထုံးမှာအလူကြီးတစ်ခုမဟုတ်ဘူးเนาะအဲ့တော့ဒါလေးတွေကိုကိုကပြုတ်လုတ်ချင်းဖြင့်အဲ့တော့တောက်တော်ကြီးလူနေရဆိုရင်တောက်တော်ကြီးလေးဟာကက်လူပေးလိုက်အဲတကယ်လုံးမတောက်ရီအိုးလူတဲ့နေရာမှာတောက်ရီအိုးလေးလူပေးလိုက်အဲတောက်ရီကကိုယ့်အိမ်ရှိမှာကိုကတောက်ရီလူထားရတယ်ဆိုရင်တောက်ရီအိုးလေးဖြည့်ပေးလိုက်เนาะအဲ့ဒါလေးတွေလည်းပြုတ်လုတ်ပေးလို့ရတယ်အဲ့တော့ကန်စရာလေးကကောင်းပါတယ်ဒီတပတ်တာကန်စရာလေးမှာကောင်းမွန်တဲ့ကန်နမိတ်လေးတွေလည်းရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီကန်စရာလေးကိုပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲเนาะ ပူကောင်းမွန်တဲ့ကောင်းမွန်တဲ့ကောင်းမွန်လာအောင်ကန်စရာလေးကိုကံမြင့်ကန်စင်ပြလို့ရတဲ့ရတရားလေးနေတဲ့ခါကျတော့မိမိရဲ့အိမ်ဖျားလေးမှာဒံပေါက်စွန်းလေးတစ်ပွဲလူတန်းပြီးတော့ဆူတောင်းပေးပါပြီးတော့နှင်းစီပန်းလေးအနီအောင်ရဲရဲလေးသုံးဝင်ပါနော်အနီရဲသုံးဝင်လေးကိုလူတန်းချင်းပြင်ကိုယ့်ရဲ့ကန်စရာလေးတွေကိုပျောက်ကင်းသက်တာမှဖြစ်ပါတယ်ကောင်းမွန်တဲ့ကန်စရာလေးလည်းပို့ပြီးတော့ရရှိတဲ့ရရှိလာပါလိမ့်မယ်ဒါတွေကတော့ဒီတစ်ပတ်ကကန်စရာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကကန်စရာတင်းမှာလည်း ခွန်ရသားသမီးများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေ။အဲမိမိရဲ့လူဝင်ဆန္ဒများလည်းမကြခင် ပြေဝကြပါစေ။အဲကျမ်းမာရေးလေးလည်းအဆက်ဆက်ရအဆင်ပြေကြပါစေ။အဲကျမ်းမာရေးအညံ့ကြုံတဲ့လူကလည်းစေကောင်းဝါကောင်းနဲ့လည်းဆုံတွေ့ရပါစေ။ဆရာလေးလည်းဆုတောင်းပေးလိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။